Thank you. ဆာမေဗျာအချိန်လည်းမရှိတော့ဘူးနော်ဒီဒီ site က၃နောက်ပိတ်ခြေပေါင်း၁နဲ့ပြန်ကြသူကကစားလို့ရတယ်နော် အသုံးနောက်ဘက်ရှေ့ပေါင်း1နဲ့ပြန်ကြကစားလို့ရတယ်ဆိုတော့သူကနှစ်ကျွန်တော်တို့ဂျားထဲမှာနှစ်နှစ်ဂျားတစ်ချိန်ပေါ့နော်ဒီကနေ့ပြန်ကြနောက်ဒီကနေ့ပြန်ကြအခုဒီနေရာမှာကျွန်တော်ပြန်ကြရှေ့ပေါင်း1နဲ့အသုံးနောက်ဘက်နော်အဲ့ဒါကကျွန်တော်ဒီမှာနောက်ဘက်သုံးလုံးခွန်ရှိတယ်နော်နောက်ဘက်သုံးလုံးခွန်သူ့ဘေးမှာနှစ်ဘက်6ဘက်နော်နှစ်ဘက်6ဘက် ဲ့ဒီ6ရဲ့ပါပါသူ့အောက်မှာရှေ့နှလုံးပေါင်း1နဲ့ပြန်ကြခဏန်းကြတယ်เนาะကြာတော့ကျွန်တော်ဒီလိုဇောင်း3လုံး3လို့ကျွန်တော်ထည့်ကြည့်တာပေါ့လေเนาะသူကဇောင်း3လုံး3ဇောင်း3လုံးအဲဒီလိုဒီလို6ဒီလို3လို့လည်းယူလို့ရတယ်ဒါပေမဲ့အဲ့လောက်ကြီးတော့ကျွန်တော်လည်းလိုက်ပြီးတော့မယူတော့ဘူးပြောချင်တာတော့ဒီနေရာမှာပြန်ကြကစားမယ်ဆိုရင်ကစားရတယ်ဆိုတာလေးကိုကျွန်တော်ပြောချင်တယ်เนาะအဲ့ဒီမှာ2003လုံး9 6 ဒီမှာနှောင်းထောင်၃လုံး၈ဒီမှာလည်းနှစ်ပိတ်၆ပိတ်နော်ဒီဒီမှာနှောင်းထောင်၃လုံး၉နှစ်ပိတ်၆ပိတ်သူကဒီနှစ်ပိတ်၆ပိတ်အောက်မှာနှစ်ပိတ်၆ပိတ်အောက်မှာပြန်ကြကနန်းတွေကစားတဲ့နေရာမှာအကုန်လုံးက၆ပါပါရှေ့ပေါင်း၁နဲ့ပြန်ကြတယ်ပဲကြတယ်နော်အဲ့တော့၆နောက်ပိတ်နဲ့ရှေ့ပေါင်း၁ပြန်ကြတော့မသိဘူးပေါ့နော်ကျွန်တော်ကတော့၆နောက်ပိတ်ကိုမယူတော့ဘူးဒီဆောင်၃လုံး၃ဒီဆောင်၃လုံး၁ဒီဆောင်၃လုံး၁လို့ပဲကျွန်တော်ယူလိုက်တော့တယ် အဲ့ဒါမှကျွန်တော်3နောက်ပိတ်နဲ့ပြန်ကြတော့963 653 923 293နော်ဒါရှေ့ပေါင်း1တင်နေပဲ3နောက်ပိတ်နဲ့ဆိုဒီ၄ခွက်ပဲရှိနော်အဲ့ဒီလိုမှမဟုတ်လဲတခြားကဏ္ဍပြန်ကြရင်လည်းသူကကြလို့ရတာပဲနော်ဒါကျွန်တော်ကပြန်ကြရဆိုတာ၄ခုပဲကျွန်တော်ပြောကြည့်တာနောက်တစ်ခုကကျွန်တော်တို့တခါကစားဘူးပါတယ်နော်ကျွန်တော်ဆရာကစားတော့ကကျွန်တော်က ဲ့တုန်းကဂျက်မညီဘူးဆိုပြီးကျွန်တော်မကစားဘဲနဲ့หนีလိုက်တာထွက်သွားဒါပေမဲ့ကျွန်တော်ကစားခြင်းတဲ့ပုံစံကအခုဒီလိုပုံစံမျိုးမှကျွန်တော်ကစားမယ်ဆိုပြီးချောင်းတာအဲ့တော့ကျွန်တော်ဆရာပြပါတယ်ဆရာဦးမောင်မောင်တို့ပြတယ်เนาะထိတောင်သုံးလုံး၄ပြီးမှပြန်ကြဆိုပြီးဒီဘွဲမှာကျွန်တော်တို့ကျွန်တော်ကိုပြန်ညကစားခိုင်းတာကျွန်တော်အဲ့ဒီထိတောင်သုံးလုံး၄ပြီးပြန်ကြကိုကျွန်တော်အဲ့ဒီကောင်ကိုဘယ်လိုတွေးလိုက်တော့ဆိုတော့ကျွန်တော်တို့ဒီမှာထိတောင်သုံးလုံး၄ရှိတယ်ခါတောင်သုံးလုံးက လေးကွန်ပေါင်းချင်း1ပေါ့ဗျာနော်သူ့ဘေးမှာကျွန်တော်ပြန်ညကစားချင်းနောက်နှစ်မှာလည်းအဲ့ဒီအတိုင်းပဲထိတောင်သုံးလုံး၄ခါတောင်သုံးလုံးခွန်သူ့ဘေးမှာ၈ခွန်နှစ်ကပြန်ညနော်တခါအဲ့ကနေကျွန်တော်တို့သွားလိုက်တော့ထိတောင်သုံးလုံး၄ဟာဒီအောက်မှာနော်ထိတောင်သုံးလုံး၄ခါတောင်သုံးလုံးကခွန်လေးကွန်ပေါင်းချင်း1ပေါ့ဗျာသူ့ဘေးမှာပြန်ညကျွန်တော်ကစားချင်းအဲ့တော့ကကျွန်တော်ဇာကဒီမှာထိတောင်သုံးလုံး ဒီမှာထိတ်တောင်သုံးလုံး၄ဖြစ်လို့ဒီဖြစ်ပြန်ကြအောင်ကျွန်တော်ကခါသုံးလုံးကမခွန်ဘူးပေါင်းခြင်း၁၁မဖြစ်ဘူးဆိုပြီးကျွန်တော်အဲ့ဒါကိုပေါ်စားလိုက်တာထွက်သွားတယ်နော်ဒါပေမဲ့ကျွန်တော်ကစားချင်တာအခုဒီမှာထိတ်တောင်သုံးလုံး၅နဲ့ခါတောင်သုံးလုံး၆နဲ့၁၁ဖြစ်နေတာဟိုကျွန်တော်ဒီလိုကစားကိုကစားချင်လို့ဒီနေရာမှာချစ်သေးတာပဲဆိုပြီးတော့ပေါ်လိုက်တာအဲ့ကစားတာမကစားတာတော့မသိဘူးပေါ့လေနော်ကျွန်တော်မှန်းတဲ့အတိုင်းပဲကျွန်တော်ကစားကြည့် ရှိမှာတော့၄ခွန်နေဖြစ်တယ်ဒီမှာ၄ခွန်မဖြစ်ဘူးเนาะဒါပေမဲ့မကြိုက်မှလည်းခစားအဲ့တော့ဒီမှာထိုက်တောင်သုံးလုံး၄ခါတောင်သုံးလုံးခွန်၄ခွန်ပေါင်းရင်၁၁သူ့ဘေးမှာပြန်ကြအဲ့ဒီပြန်ကြကဇောင်းသုံးလုံးနှစ်နဲ့ပြန်ကြဇောင်းသုံးလုံးနှစ်နဲ့ပြန်ကြတယ်ရင်ဒီသုံးလုံးပေါင်းခြင်းဒီ၃ညเนาะအဲ့ဒီ၃ညကအပေါ်မှာသုံးလုံးပေါင်းခြင်း၃ညလို့ဖြစ်ခဲ့ရဒီသုံးလုံး၃ညကိုဒီသုံးလုံး၃ညလို့ဖြစ်လိုက်တာ ਨੇ ဇီဇောင်းသုံးလုံးကနှစ်နှစ်ပုံတည် အဲ့ဒီနေရာမှာသူကပြန်ကြခဏကြပေးတယ်ပေါ့ဗျာเนาะဒါဆိုရင်ဒုတိယကတ်မှာဒီဆောင်သုံးထိတ်ထောင်သုံးလုံး၄ခါထောင်သုံးလုံးခွန်ပေါင်းရင်း၁လို့ဖြစ်တော့သူ့ရဲ့ဘေးမှာ ပြန်ကြခဏကြတယ်ရှိခွန်းအဲ့ဒီခဏကလည်းဇောင်းနှစ်ပုံသေးနေပဲသူကြတယ်เนาะအဲ့ဇောင်းနှစ်ပုံသေးနေသူကြလိုက်တဲ့အချိန်မှာဒီသုံးလုံးနှစ်ကြောင်ဒီသုံးလုံးကိုလည်းသူကနှစ်ဆိုပြီးတော့ နှစ်တန်နှစ်ချက်နဲ့ဇောင်းနှစ်ကိုခွန်ရှင်းနှစ်ဆိုတဲ့ခဏပြန်ရကြပေးတယ်။ဒါဆိုရင်ဒီနေ့မှကျွန်တော်တို့ဒီ၃လုံး၄ဒီ၃လုံးခွန်၄ခွန်ပေါင်းရင်17လို့ဖြစ်တယ်။သူ့ပေးကြတဲ့ခဏကလည်းဇောင်း၃လုံးကနှစ်ပုံသေးရိုက်တယ်။ဒီ၃လုံးက8เนาะအဲ6 6 3ဒီ၃လုံး8ဖြစ်လို့ဒီ၃လုံးကလည်း8လို့ပဲဖြစ်တယ်။အဲဒီ၃လုံး8ဒီ၃လုံး8လို့ဖြစ်တယ်နဲ့ဇောင်းနှစ်ပုံသေးရိုက်ပြီးတော့ 633တခွက်တည်းပြန်ကြတယ်เนาะဒါဆိုရင်ကျွန်တော်တွေးလိုက်တယ်လို့ဒီနေရာမှာတော့ကြပြီးသွားပြီလို့ယူလို့လည်းရတယ်ထိထောင်သုံးလုံး၄ဒါပေမဲ့ဇောင်းနှစ်မဖြစ်ဘူးเนาะဒီဇောင်းသုံးလုံး6ကိုဒီဇောင်းသုံးလုံးက6လို့လည်းမဖြစ်ပဲเนาะဒီဇောင်းသုံးလုံးခွန်ကိုဒီဇောင်းသုံးလုံးခွန်လို့လည်းမဖြစ်ဘူးပြန်တော့ကြပြီးတယ်เนาะဒါဆိုရင်ဒီနေရာမှာကျွန်တော်တို့ဒီသုံးလုံး၅ဒီသုံးလုံး6ပေါင်းရင်း7ဖြစ်ပြီ အဲသူ့ရဲ့ဘေးမှာဇောင်းနှစ်ပုံသေးရိုက်မယ်ဆိုဒီဘွဲမှာ၄နောက်ပဲအဲဒီအပေါ်မှာဖြစ်ခဲ့တဲ့6 6ဇောင်းသုံးလုံး9ကိုဒီမှာ9လို့ထည့်မယ်ဆိုရင်နှစ်ထိပ်စီအဲနှစ်ထိပ်စီ၄နောက်ပိတ်နဲ့ပြန်ကြကနန်းဆိုရင်နှစ်3 4ဆိုတဲ့ကနန်းတကွက်ရှိတယ်ဗောဗျာနော်အဲကျွန်တော်နှစ်3 4သူကနှစ်ထိပ်၄အပိတ်နဲ့ပြန်ကြနော်နှစ်6 4 ဟို2 4အခွားနဲ့ခဏန်းဆိုနှစ်ခွားသေးရှိတယ်နော်အဲကျွန်တော်မိတ်ဆွေတွေ၄ခွန်ကြောင့်နှစ်ဖြစ်တာပါဆိုရင်ဟုတ်တယ်ကျွန်တော်အဲ့ဒါကြောင့်မလို့ခုနကဒီခဏန်းကို၃ပိတ်နဲ့ကျွန်တော်ထည့်ပေးတာ၃ပိတ်နဲ့ကျွန်တော်ရွေးတာဘာလို့တော့ဆိုတော့ကျွန်တော်တို့ဒီခါတောင်၃လုံးခွန်ကြောင့်ခွန်ပါပါနှစ်ဖြစ်တာလား ဒါဆိုဒီမှာ9000သုံးလုံး6ဖြစ်တယ်6ပါဝါဒီမှာ1ဖြစ်မယ်ဆိုရင်3နောက်ပိတ်နော်ကျွန်တော်အဲ့ဒါကြောင့်မလို့ဒီကဏ္ဍ293ကို3နောက်ပိတ်နဲ့ကျွန်တော်ထည့်ပေးအဲ့ဒါမှာခြေပေါင်း1နဲ့ပြန်ကြဆိုရင်ဒီကဏ္ဍ3ခွက်ဖြစ်သွားမယ်နော်အဲ့ဒီနေရာမှာပုံသေး1ရိုက်မယ်ဆိုရင်4ပိတ်တကယ်လို့အခုကျွန်တော်အကိုပြောသလိုဒီ3လုံး9ရောက်ဒီ3လုံး1ပါတယ်ဆိုရင်ဒီ3လုံး6ကြောင့်ဒီ3လုံး1မယ်ဆိုရင် ျွန်တော်က၃နောက်ပိတ်ထဲမှာเนาะအဲဒါကြောင့်မို့ကျွန်တော်နှစ်ကွက်လုံးကျွန်တော်ရေးပြအဲ့တော့ထားလိုက်တော့ဒါကတော့ပေးမပေးကျွန်တော်တို့မသိဘူးပေါ့လေเนาะဒါပေမဲ့ကျွန်တော်အဲ့၄နောက်ပိတ်နဲ့ကိုဒီကနန်းကိုအကွက်ရွှေ့လေးသွားတွေးမိလို့ပေါ့နော်တွေးမိတယ်ဆိုတော့ကျွန်တော်တို့ဒီကိုကိုတုံညာထွက်ထားတဲ့မြင်းကုန်မှာ၄၃လေးပြန်ကြတော့ကိုကို၄လို့စောင်းထိုးပြီးပြန်ကြတယ် နော်ပြန်မကြခင် သူ့ရဲ့အပေါ်မှာဒီကိုကိုလေးဆောင်ထိုးဖို့ကိုခါအငိမ်ကို73ညအခွာက73ညအခွာနော်ဒီခဏန်းဝမ်းချိန်နဲ့ကိုခါထွက်တာထွက်ပြီးမှကိုကိုလေးဆောင်ထိုးမယ်ထိုးတဲ့ခဏန်းဒီအပေါ်က3ည35လို့ဆောင်ထိုးထားတဲ့အပေါ်ကခဏန်းပြန်ကြကြမယ်ဟောအဲ့ခဏန်းဒီသူကနေ1 2 3 4 5 6ခွန်း7နှစ်မြောက်ကခဏန်း တော့ဒီ190နောက်နဲ့လိုက်ပေါက်တယ်အဲ့ကနေပြန်ကြတယ်သူ့ရဲ့ဇောင်းနှစ်ပွဲကျော်က344ဒီရှင်းနှစ်မြောက်ကိုလိုက်ပေါက်တော့994ဇောင်းထိုးပြီးတော့993ညာတဲ့ပေါက်ထားတဲ့မြင်းကုန်မှာ ပြန်ကြကြတယ်ဒါဆိုရင်အခုကျွန်တော်တို့ဒီ993ညာရဲ့မြင်းကုန်မှာပြန်ကြခဏန်းကြချင်လို့ကျွန်တော်994ဇောင်းထိုးမှာအဲ့ဒီမှာကိုးခါလို့ထွက်လိုက်တဲ့အချိန်မှာ အပေါ်က646ကိုနေရာထိုင်မပြောင်းမဲနဲ့ဝမ်းချင်းကစားတယ်နော်အဲ့သူကစားပြီးရင်သူ့အောက်မှာပြန်ညာကြမယ်ကြမယ်ခန္ဓာက3935ခါသုံးလုံးဆောင်းထိုးထားတဲ့အပေါ်က324ဒီကနန်းဒီရှေ့1234 5 6 8နှစ်မြောက်က324နော်တော့ဒီ640ဒီနောက်နှစ်ကိုလိုက်ပေါက်ပြန်ညာသူ့ဆောင်းနှစ်ပွဲကျော်ကခန္ဓာ324ကို7နှစ်မြောက်မှာ964ဆောင်းထိုးပြီးတော့ကျွန်တော်ပြန်ညာ ကစားမယ်လို့ကျွန်တော်တွေးလိုက်တယ်เนาะအဲ့တော့ကျွန်တော်တို့ဇောင်းနှစ်ပြန်ကြကျွန်တော်တို့အမြဲတမ်းပြောနေကြပါအဲ့ဒီနေရာမှာကျွန်တော်တို့ဒီလိုဇောင်းနှစ်လို့ပြန်ကြလိုက်ရင်ဇောင်း၁၀နဲ့ဒီလိုဇောင်း၁၀ပြန်ကြကလည်းရှိတယ်เนาะကျွန်တော်ပြောဖို့ပါတယ်တို့တို့ဇောင်း၁၀ပြန်ကြကရှိပါတယ်เนาะကျွန်တော်တခါပြောဘူးတယ်ကျွန်တော်မစွဲထားတော့အခုဒီနေရာမှာကျွန်တော်ဇောင်း၁၀နဲ့ပြန်ရဆိုသုံးထိပ်စီနဲ့ကျွန်တော်ထည့်ကြည့်မှာ ဘာလို့တော့ဆိုတော့ဒီနားမှာကျွန်တော်တို့ရှေ့ပေါင်း3ပြန်ကြရှေ့ပေါင်း4နဲ့ပြန်ကြရှေ့ပေါင်း5နဲ့ပြန်ကြခုနကလို1 3လို့လေအဲဟုတ်တာอืม1 3 4 1 3 4လို့လည်းရတာပဲเนาะဒါရှေ့ပေါင်း5နဲ့ပြန်ကြအဲ့ဒီနေအောင်ဒီမှာက9000လုံး 6ရှေ့ပေါင်း3နောက်ထောင်3လုံးရဲ့နောက်ပေါင်း10ပြီးတော့9 9ပြီးတော့ဒီ3လုံးက8ဆို4နောက်ပိတ်ရှေ့ပေါင်း3ရှေ့ပေါင်း4ရှေ့ပေါင်း5နဲ့ဆိုရင်ဒီ1 3 4ရက်သူကသွားကြိုက်နေတာပဲเนาะရှေ့ပေါင်း5နဲ့4နောက်ပိတ်အဲကျွန်တော်တို့တိုက်တာတော့ရွေးထိုးပေါ့ဗျာเนาะကျွန်တော်ကတော့ဟိုနေမဖြစ်ပါဘူးအော်ဒီတော့မထုတ်ဘူးပေါ့เนาะအဲ့ဒီ1 3 4က ကျွန်တော်တို့ဒီ195ရဲ့တနည်းကြော်မှာ134ရှိတယ်134ရှိတယ်เนาะအဲ့ဒီ195ကြီးကသူကနေအကြိမ်ခိုက်ပြီးပြီးတန်းနဲ့ပေါက်ထားတာအဲ့ဒီမှာလည်းတူတူပဲဒီ134ရက်သူကနေအကြိမ်ခိုက်ပြီးပြီးတန်းနဲ့ပေါက်ထားတာသူတို့ပေါက်တော့119ဇောင်းထိုးပြီးတော့အကြိမ်ခိုက်မှာထည့်ထားတယ်เนาะအဲ့ဒီမှာလည်း119ထည့်စီ၃လုံးထောင်ထားတဲ့အကြိမ်ခိုက်မှာထည့်ထားတယ်အဲ့ဒီကဏ္ဍနှစ်ကွက်ကเนาะသူနဲ့တန်းနဲ့ပေါက်ထားတဲ့နှစ်ကွက် တဒန်းလေးတွေပေါက်ထားတယ်သူတို့ပေါက်တော့ဒီနှစ်1ခွန်နဲ့အချိန်ငယ်ပေါက်တော့ဒီမှာလဲနှစ်1ခွန်နဲ့အချိန်ငယ်မှာပဲပေါက်တာပေါက်ပြီးတာနဲ့အဲ့နှစ်ကွက်လုံးပြန်ကြကြကျွန်တော်ဒီပြန်ရရဲ့တပွဲစော်ထဲမှာအခုဒီကနန်းကိုလည်းဒီပြန်ရရဲ့တပွဲစော်ပဲကျွန်တော်ထဲမှာထဲတော့ခုနကကျွန်တော်ပြောတဲ့နော်ခြေပေါင်း3 4 5ပြန်ချားနဲ့လည်းသွားကြိုက်တယ်ဒီ6ထိပ်ခါတော်3လုံး6နောက်ပေါင်း7လို့ဖြစ်တဲ့ပြီးမှာ ကြမယ်ဒီမှာ6ထိပ်အပူကြတယ်เนาะ6အပူအဲ့ဒီ6ထိပ်ကိုခါတော်3လုံး6 6ပါပါနောက်3လုံး17ဖြစ်တဲ့ဘေးမှာကျွန်တော်ဆွဲထည့်ကြည့်တာပေါ့เนาะဒါကတော့ကြိုက်မှလဲကစားပါ organan တော့မထုတ်ဘူးပေါ့လေเนาะကျွန်တော်ကြိုက်တာ4 3 4ခွက်တော့ယူလိုက်ပြီးတော့ကတ်လေးတော့ထုတ်လိုက်တယ်အဲ့တော့ဒါကကျွန်တော်မိတ်ဆွေတယောက်ပို့လာတဲ့ site ကျွန်တော် စစ်ကြည့်လိုက်တော့သူကလည်းစိုးတော့မစိုးပါဘူးเนาะဒါကျွန်တော်တို့ဘယ်နှစ်ချားသွားမလဲဆိုတော့နှစ်နှစ်၄နှစ်ချားပါเนาะ၄နှစ်ချားမှာ၄ဘိတ်၈ဘိတ်เนาะ၄၈တပွင့်6တော့3ခွန်เนาะ3ဘိတ်ခွန်ဘိတ်သူကနေ၄နှစ်ချားလိုက်လို့ရှိရင်ကျွန်တော်တို့ဒီမှာ2ဘိတ်6ဘိတ်เนาะအဲ့အဲ့ဒီ၄၈တို့3ခွန်တို့ 6ပဲเนาะကျွန်တော်ထားလိုက်တော့8နောက်ပိတ်အောက်မှာဒီထောင်3လုံး6 6ဆိုတော့6လို့ဖြစ်တယ်တခါနေ့3 1ဆိုတော့လည်း6လို့ပဲဖြစ်တယ်ငါ3ညာ1ဆိုတော့လည်း6လို့ပဲဖြစ်တယ်เนาะအဲ့ဒီ8နောက်ပိတ်ရဲ့အောက်မှာပေါင်းချင်း63လုံးသူကစားတယ်ပေါ့တခါ၄နှစ်ကျော်လာတယ်၄နှစ်ကျော်လာလိုက်ဆိုတော့ကျွန်တော်တို့ဒီမှာ9နောက်ပိတ် သုံးခွန်ပိတ်ပြီးသူ့အောက်မှာ494ဆိုတော့ခွန်လို့ဖြစ်တယ်394ဆိုတော့ခွန်လို့ဖြစ်တယ်386ဆိုတော့လည်းခွန်လို့ပဲဖြစ်တယ်เนาะခုနကတုန်းကပေါင်းရင်း63လုံးကစားပြီးတော့အခုဒီမှာခွန်3လုံးကစားတယ်ဒါဆိုရင်ဒီနေရာမှာကျွန်တော်တို့26လို့ဖြစ်ပြီးအဲ့ဒီ6နောက်ပဲရအောက်မှာ963ဆိုရင်8ခွန်92ဆိုရင်8เนาะ864ဆိုရင်8 အဲ့ဒီ shit သုံးလုံးကစားကွက်နဲ့ကစားမယ်ဆိုရင်3နှစ်4ဆိုတဲ့ကဏ္ဍထွက်တယ်နော်အဲ့ဒီမှာကျွန်တော်တို့နောက်ထောင်သုံးလုံး shit နောက်ထောင်သုံးလုံး9ရှေ့ပေါင်း4နော်ဒီမှာနောက်ထောင်သုံးလုံး10ရှေ့ပေါင်း3 3 4 5နောက်ပိတ်သုံးလုံး3 9 8ပြန်ကြပြန်ကြပြန်ကြနော်အဲ့3နှစ်4ရှေ့ပေါင်း5နဲ့ပြန်ကြကို3နှစ်4 2 3 4နှစ်ကွက်ကြည့်ရင် ဖိုးပေါ့နော်ဒါကျွန်တော်အလောက်ကလည်းတိမ့်တာလည်းနည်းနည်းနောက်ကြแชร์มันน่ะเพียงตะบักขาถั่วมั้ยสรว่าจนไม่ติรู้ติโกไม่ติล่ะนี่แหละก็มานี่แหละก็มาไม่รู้ญาณีโมชุษะหลอกก็มาจนกระนั้นปุล่ะတော့จนเสียกระนั้นปุล่ะတော့มาฮะกระนั้นเราปุล่ะพี่ล่ะบะเนี่ยหลูตรงกอกจีတော့ทีนี้29เด30เยลากုံมั้ยสรอืม มาเกยกว่าติเราไม่ติ ခြေထွက်မရတော့ဘူးနော်အဲ့သုံးနှစ်လေးကသုံးလေးဆိုင်တော့ရှိတယ်ဒါပေမဲ့ကျွန်တော်အကြိုက်ကြီးကနန်းတော့မဟုတ်ဘူးပေါ့နော်ဟိုဘက်ရက်ကကျွန်တော်ပြောခဲ့တယ်ပြန်ကြကနန်းစီနီယာကနန်းပြန်ကြရှိတယ်ပေါ့နော်အဲ့တော့စီနီယာကနန်းပြန်ကြကအဲတုံညာပဲတိပရိနှစ်မျိုးနော်ကျွန်တော်ဦးနှင်းညကကျွန်တော်ပြောခဲ့ပါတယ် ျွန်တော်အကြိုက်ဆုံးကဏ္ဍကစီနီယာကဏ္ဍပြန်ကြလို့ဆိုပြီးကျွန်တော်ဟိုနေ့ကပြောခဲ့တယ်နော်ဒါလေးမှတ်မိကြပါတော့ကျွန်တော်ခွန်ထိပ်စီဗရိတ်ခွန်ရဲ့တပွဲကြောင့်မှာစီနီယာကဏ္ဍပြန်ကြဒီနှစ်ရဲ့ပါဝါဇောင်းသုံးလုံးခွန်လို့ဖြစ်တဲ့အောက်မှာပြန်ညကြပါနော်တခါသူကနေပြီးတော့နှစ်ရည်အကြိုက်ပဲနော်ကျွန်တော်တို့အာခွန်ဇွန်6ဇွန်ပေါ့ဒါ6ဇွန်ပါခွန်ထိပ်ကြတယ်ခွန်ဗရိတ်ထွက်တယ်နှစ်နှစ်ကြောင့်မှာစီနီယာကဏ္ဍပြန်ကြကြတယ် ကြတော့ဒီ3ပါဝါဆောင်းသုံးလုံး593အဲ59ဒီကောင်က454เนาะ4 594 3ပါဝါဆောင်းသုံးလုံး8လို့ဖြစ်တဲ့အောက်မှာပြန်ကြတယ်3တင်းနဲ့လာကုန်ပါလားဩအဲ့ဒါဆိုလိုသေးတာမသိပါဘူးကွာကျွန်တော်လဲပြက်ကြိန်လဲမကြည့်ဘာမှမကြည့်အော်အခု콘ထက် ပရိခွန်ဖြစ်တယ်သူ့ရဲ့နှက်ဘွဲကျော်မှာ၄ပါပါစောင်းသုံးလုံးကိုးလို့ရိုက်လို့သူ့ရဲ့အောက်မှာထွက်မဲ့ကဏ္ဍသည်ညီအကိုကဏ္ဍပြန်ကြကျွန်တော်ရေးပေးခဲ့တယ်နော်1 3 4 8 6 8 9 9 6 8 9เนาะကျွန်တော်မိတ်ဆွေတွေအဲ့ဒီစီနီယာကဏ္ဍထဲမှာ6 8နည်းနည်းသဘောကျတယ်3 4သဘောကျတယ်เนาะအဲဒါသဘောကျတဲ့ကဏ္ဍလေးတစ်ခွက်3 4ကျွန်တော်လာလွှင့်ပေးတာကြာရင်လည်းထိုးပါ မကြိုက်တော့လဲမထိုးနဲ့ပေါ့နော်ကျွန်တော်ကတော့မထိုးတော့ဘူးနောက်နှစ်နှစ်ဦးကြာမှပြန်ထိုးတော့မယ်ချဲဆရာလှုပ်ပြီးတစ်နှစ်လုံးချဲမပေါက်ဘူးဆိုတော့တိတ်ခါကြမှာဆိုလို့ဒီသုံးပွဲနားလိုက်လို့ရှိရင်ဩမထိုးလို့မပေါက်တာဆိုရင်ဒါချဲဆရာတိတ်ခါမကြတော့ချဲဆရာတိတ်ခါကြမှာဆိုလို့နားလိုက်ဟုတ်ရင် ချဲဆရာတိုက်ခါကြရတနေ့လုံးချဲတွက်ချဲထိုးတစ်ခါမှမပေါ့ဘူးအဲကိုခါနဲ့ပြန်ကြလဲရှိတယ်နော်ဒီနားမှာကိုခါနဲ့ပြန်ကြရှိတယ်တဲ့အဲကိုတုံညာလေးတို့၄ဘိတ်၃ဘိတ်၂ဘိတ်ကိုခါနဲ့ပြန်ကြအင်းကဲထားလိုက်ပါတော့စနေနေ့ထွက်မှာအဲစနေနေ့ထွက်မှာ31ရက်လာကော ရှစ်လေးကြိုက်တယ်အဲကျွန်တော်ခဏကလူတိုင်းလိုက်မပို့နိုင်တော့ဘူးပြန်နော်တချို့ကလည်းမက်ဆန်ဂျာကနေတောင်းတဲ့လူတွေကျွန်တော်ဒါလေးပဲပြလိုက်တော့မယ်ကိုယ့်အကူပဲအဲ့ဒီထက်ကကြိုက်တာလေးရွေးထုတ်လိုက်ပါနော်အဲကျွန်တော်ထုတ်ထားတဲ့ထိတ်ဆုံးမှထည့်ထားတယ်၃နှစ်လေးပေါ့နော်ကျွန်တော်နှစ်၃လေးလို့လဲထိုးနော်ခြေပေါင်း၅နဲ့ ပြန်ကြကြသွားလို့ရတယ်နောက်ရှေ့ပေါင်းတင့်နဲ့ပြန်ကြဒီကောင်ကျွန်တော်ရေးတာမှားလားနော်နှစ်ထိတ်နဲ့ရေးရရှေ့ပေါင်းတင့်နဲ့ပြန်ကြ653တော့ကျွန်တော်ထည့်မပြီးရေးနေတော့အဒီကနန်းနေကျွန်တော်ပြပြီးသားနော်ကိုခွန်ကိုဒီပြပြီးသားဒီကောင်ဘာကနန်းနော်696လားအေးဒါ696ဖြစ်မယ်ကိုခါနဲ့ပြန်ကြကျွန်တော်ရေးလိုက်တာ၄ခွက်696ကိုခါနဲ့ပြန်ကြ ဒါလေးပဲဓာတ်ပုံရင်ယူထားလိုက်ကျွန်တော်ကိုးခါနဲ့ပြန်ကြားကိုလည်းကြိုက်တယ်နော်နောက်ပြီးတော့အခုညီကိုကနန်းပြန်ကြားကိုလည်းကြိုက်တယ်ပေါ့နော်အဲ့ဒါအဲ့ဒါလေးပဲကျွန်တော်ရွေးထုတ်လိုက်တယ်ဒါဟိုပြီးခဲ့တဲ့ဘွဲရလို့တော့တကွက်သေးတော့မထုံတော့ဘူးပဲနော်စိတ်သေးကြိုက်တာလေးတွေပေါ့အဲ့ဒီ6 6ကတော့ ကနန်းထက်ကြမကြကျွန်တော်လည်းမသိဘူးဗျာเนาะဒါပေမဲ့ကိုးကားပြန်ကြကိုမလွတ်မှဟိုမှာကြောက်လို့ထည့်လိုက်တာပဲကဲဟုတ်ပြီအားလုံးပဲကံကောင်းကြပါစေเนาะ